အိန္ဒိယသမုဒ္ဒရာတွေကမဟာဗျူဟာကျတဲ့အမေရော့ခန်ကျွန်းဒီကျုံးကအိန္ဒိယသမုဒ္ဒရာတွေကအကုန်သွေးအရာမဟာဗျူဟာကျတဲ့နေရာမှာတွေ့ရှိနေပါတယ်။ဒါပေမဲ့ဒီကျုံးကအခုလိုမျိုးမဟာဗျူဟာကျနေတာကြောင့်ဖွံ့ဖြိုးကျတဲ့မှုတွေအလုံးနောက်ကျနေပါတယ်။ပို့ပြီးတော့အောင်စရာကောင်းတာကဒီကျုံးမှာထူးဆန်းတဲ့သဘောမပေါက်ပင်နေလဲပေါက်နေတာပါရှင်။ဒီအပင်တွေကကမ္ဘာပေါ်မှာပေါက်ရောက်တဲ့နေရာနဲ့ပါလွန်ပြီးရှေးခေတ်တန်းပေါင်းများစွာတွေကရှိတဲ့အပင်တွေမို့အလုံးကလူကျင်နေကြပါတယ်။ ဒီလိုမျိုးအရာတွေနဲ့တရှိနေတဲ့ကျုံကဘာလို့မဖွင့်ပြောရတာလဲ။ဘာလို့အမေရောခံကျုံတွွန်ဖြစ်နေရတယ်လဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ရှင်။ဒါကတော့ထူးဆန်းတဲ့သဘာဝပေါက်ပင်နေတဲ့စီးပွားရေးနဲ့ကုသရန်ဝန်ရေးမှာမဟာဗျူဟာကြတဲ့အိန္ဒိယသမုတ်တရားလဲမှာတရှိတဲ့ဆုကုထရာကျုံဖြစ်ပါတယ်။ဒီကျုံကိုရီမန်နိုင်ငံကထိန်းချုပ်ထားပြီးကျုံမှာလူဦးရေ6000ကျော်နေထိုင်ကြပြီးတော့ငါးဖန်လုပ်ငန်း၊မွေးမြူလုပ်ငန်းနဲ့ဆွမ်ပလမန်စိုက်ပျိုးတဲ့အလုပ်တွေကိုအတိအကအလုပ်ကင်ပြီးတော့အသက်မွေးကြပါတယ်။ ကျုံမော်ကတဘာဝအလှတွေကကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့အပြင်ကျုံမော်ကငကားသွေးကြောအပင်တွေကလည်းနောက်ထပ်ဆွဲဆောင်မှုရှိတဲ့အပင်တွေပါဒီလိုမျိုးအရာတွေရှိနေပြီမြေဒီကျုံမော်နေထိုင်ကြတဲ့လူတွေကတော့စိတ်ရင်းနေကြပါတယ်ဒါကဘာကြောင့်လဲဆိုတော့အဖြေရှာကြည့်တဲ့အခါမှာတော့ရိုးရှင်းတဲ့အဖြေကတခုပဲရှိပါတယ်ဒီလိုမျိုးထူးခြားတဲ့အရာတွေရှိပြီမြေကမ္ဘာလက်ခီးသွားတွေကဒီကျုံကိုလာဖို့အရန်ကိုခက်ခဲလွမ်းတာကြောင့်ပါရှင်ဒီကျုံကဒီလိုမျိုးဖြစ်နေခဲ့တာအခုမှတော့မဟုတ်ပါဘူး လွန်ခဲ့တဲ့နှစ်ပေါင်း6တန်းလောက်ကလေးကတိချဖြစ်နေခဲ့ပြီးလူနေထိုင်မှုလည်းတိတ်မရှိခဲ့ပါဘူး။ဒါကြောင့်လည်းအခုလိုမျိုးသဘောမပေါက်ပင်တွေကမျိုးမတုံမဲရှိနေခဲ့တာပါ။၂002ခုနှစ်အထိဒီကျွန်းကပြမကဘာကြီးနဲ့လုံးဝကိုအဆက်အသွယ်မရှိခဲ့ပါဘူးရှင်။အဲ့ဒီနောက်ပိုင်းမှာပဲရီမန်အစွမ်းကကျုံးမမလေးရင်ကွန်းတစ်ခုတိစောက်ခဲ့ပြီးနောက်ပိုင်းမှာပဲခီးသွန်းတစ်ချို့လာရောက်လက်ပတ်ခဲ့ကြပါရ။နောက်ပိုင်းမှာတော့ကျုံးမော်ကရှိကြတဲ့အပင်မျိုးစိတ်တွေကြောင့်ဒီကျွန်းကို UNESCO ကကမ္ဘာရှိအကျဆုံးအမွေးနှစ်ကျွန်းအဖြစ်မှတ်တမ်းတင်ခဲ့ပါရ။ စကုထရာကျွန်းကိုရီမန်နိုင်ငံကထိန်းချုပ်ထားပြီးမြဆိုမာလီယာနိုင်ငံနဲ့ပို့ပြီးတော့နှိကက်နေပါတယ်။ဒါကြောင့်မတူညီတဲ့နိုင်ငံကလူမျိုးတွေစုပြီးနေထိုင်နေကြရတဲ့ကျွန်းဆိုလဲမှမားပါဘူးရှင်။နေတိုင်းရေနံစီ3တန်းလောက်တင်ဆောင်ထားတဲ့ Arab, Persian နဲ့ Africa ပင်လယ်ကူတမောတွေကဒီကျွန်းကနေဖြတ်ပြီးတော့သွားကြရပါတယ်။ဒီလိုမျိုးအရေးပါတဲ့နေရာဖြစ်တာကြောင့်အရှေ့အလယ်ပိုင်းက Arab နိုင်ငံတွေကလည်းမျက်စိကျနေကြပါတယ်။ ဒါတင်မခသေးပါဘူးရှင်။အမေရိကန်နိုင်ငံကလည်းဒီကျွန်းကိုထိန်းချုပ်နိုင်မှုမျိုးစုံကြိုးစားနေပါတယ်။အေဒင်ပင်လယ်ကွင်းရဲ့အဓိကကျွန်းဆူဂိုထရာကအခုလိုမျိုးလူချင်းတွေဝိုင်းနေတာကြောင့်ရီမန်နိုင်ငံအတွင်းကစစ်ပွဲတွေမှာပို့ပြီးတော့အကောင်းလာဖို့အကြောင်းဖန်နေသလိုဖြစ်နေပါတယ်။ရီမန်နိုင်ငံအတွင်းကဘာသာရေးလူမျိုးရေးစစ်ပွဲတွေမှာလက်နက်ထောက်ပံ့တဲ့နိုင်ငံနဲ့ငွေကြေးထောက်ပံ့တဲ့နိုင်ငံတွေကနှစ်ဖက်စစ်ပွဲတွေကိုပုံမပြင်းထန်လာစေပြီးဒီကျွန်းပေါ်ကလူတွေကလည်းအခုချိန်ထိကောင်းမွန်တဲ့အပြောင်းအလဲတွေကိုမရရှိနိုင်သေးပါဘူး။ဒါပေမဲ့လည်းဒီကျွန်းကိုနိုင်ငံတစ်ခုခုကချဲ့လက်ခွင့်ရသွားရင်လည်းကျွန်းမ ုံးမှာရှိတဲ့အပင်မျိုးစိတ်တွေနဲ့အလှပတွေကမျိုးတုံးပြောက်ွယ်မဲ့အနေရီရှိနိုင်ပါတယ်။ဒါကြောင့်အခုလိုမျိုးကျွန်းပေါ်ကလူတွေရဲ့ဘဝကဘာသာရေးလူမျိုးရေးစစ်ပွဲတွေကြာမှာပဲရှိနေတာကကျွန်းရဲ့တဘာဝကိုကောက်ွယ်ပေးသလိုဖြစ်နေပါတယ်ရှင်။ဒါကြောင့်ပိသက်ကြီးတို့ရောအခုလိုမျိုးမိစတစ်ဖက်ရေမုတ်တစ်ဖက်ဖြစ်နေတဲ့စုကိုထရာကျွန်းရဲ့အနာဂတ်ကိုဘယ်လိုများဖြစ်စေချင်လဲဆိုတော့မှတ်ချက်လေးရေးပြီးခဲ့ကြပါအောင်နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်